မြမသမိုင်းနှင့်ယဉ်ကျေးမှုသည်ကမ္ဘာအမွေအနှစ်တစ်ခုအဖြစ်ဂုဏ်ယူစရာကောင်းသောရှေ့လျားလာသည့်သမိုင်းကြောင်းနှင့်ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များကိုပိုင်ဆိုင်ထားပါသည်မြမနိုင်ငံသည်အာရှတိုက်၏ဗဟိုတွင်တည်ရှိပြီးရှေ့ကျသောမြို့ပြနိုင်ငံများစီးလုံးညီညွတ်သောဖရင်များ၏အုပ်စိုးမှုကိုလိုနီခေတ်၏စိန်ခေါ်မှုများနှင့်လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့သည့် ရုန်းကန်မှုများကိုဖျက်ဆီးလာခဲ့ပါသည်မြမယဉ်ကျေးမှုသည်ဗုဒ္ဓဘာသာ၏လွှမ်းမိုးမှုအောက်တွင် ပေါ်ထွန်းခဲ့ပြီးဘာသာရေးအနုပညာပိတုကစာပေဂီတန်းနှင့် အာကစားတို့တွင်ထူးခြားသောလက္ခဏာများကို ဖော်ပြထားပါသည်။ပကံခိဤဖျားပုထိုးများရွှေတီကုံစီတီတော်ဤစီစိန်တော်များမန္လေးနန်းတော်ဤခန္ဓာထယ်ဝမှုများသည်မြမယင်ကျေးမှုဤဂုံချက်တရေကိုဖော်ညွှန်းနေပါသည်။ထို့အပြင်မြမတလေထုံးတန်းများပွဲတော်များရိုးရာဝတ်စုံများရိုးရာအစားအစာများနှင့်လက်မှုပညာများသည်မျိုးဆက်တစ်ခုမှတစ်ခုသို့လက်ဆင့်ကမ်းလာခဲ့ပြီးမြမအမျိုးသားလက္ခဏာဖြစ်ရပ်တည်နေပါသည်။မြမသမိုင်းနှင့်ယင်ကျေးမှုသည်ကမ္ဘာလယ်တွင်ထင်ရှားသောဂုံယူစရာတစ်ခုဖြစ်ပြီးမျိုးဆက်တစ်များအတွက် လေးလာစရာနှင့်ထိမ့်သိမ့်စရာတစ်ခုအဖြစ်ရှိနေပါသည်။ဤနီဒန်သည်မြမသမိုင်းနှင့်ယဉ်ကျေးမှု၏ကြွယ်ဝမှုကိုအချင်းကျုပ်ဖော်ပြထားပြီးထပ်မံလေးလာလိုသူများအတွက်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများစွာကိုအမြင်ပြတ်တင်ပေးသွားမှာမို့အပေါင်းလေးနှင့်အသေးလေးပေးထားခဲ့ပါဦးခင်များ။